င်္ဂလာပါမိုက်တက်မြန်မာနေပြီးတော့ပြန်လည်ကြိုလိုလိုက်ပါတယ်ကျွန်တော်တို့အောင်တက်ပါကဲကျွန်တော်တို့ Vivo Y series အစ်စ်တွေရောက်ထားတယ်ဒီ Y29 နေပေါ့နော်ဆိုတော့ဒီနေ့ first imagine showcase လေးလုပ်ပေးမယ်အရင်ဆုံးဈေးရနေပြီးပဲစပြီးတော့ပြောကြတာပေါ့အဲဒီကောင်က8256ကိုကျွန်တော်တို့9သိန်းပေါ့နော်8128ကို8သိန်းအဲ့လိုမျိုးဈေးအသီးသီးရှိရပြဆိုတော့ကျွန်တော်ဒီဈေးတန်းနေမှာဘာတွေပြန်ရလဲဆက်ကြည့်ကြည့်အောင်ဒီနေ့ကတော့ဒီဖုန်းမှာဘာတွေပါလဲဆိုတာပဲပြောမှာပါပေါ့နော်အသေးစိတ်ဒီတေးကချတော့ကျွန်တော် full review မှာတစ်ချက်စောင့်ကြည့်ပေးပါဦး နော်ဒီဇိုင်းကာလာအနေထားရတော့အယောင်နှမျိုးနဲ့လာတယ်ဗျာဒီဘက်က espresso brown ဆိုတဲ့အညိုအယောင်လေးနဲ့ဟောဒီဘက်က cloud white ဆိုတဲ့အဖြူအယောင်လေး espresso brown ဆိုတဲ့အယောင်မှာကကြာတော့သူကအဲဒီလိုမျိုးပေါ့နော်မီးခိုးအယောင်လေးကိုမှ glitter လေးနည်းနည်းလေးထအောင်လုပ်ထားတယ်မဖင်းအသားဗျဟောဒီဘက်က cloud white ကကြာတော့ အဲဘယ်လိုပြောရမလဲသူတို့က cloud white လို့ပြောပေးမယ်အဲ game ပြောအဲ့နာမည်နဲ့တိတ်ပြီးတော့မလိုက်ဘူးကျွန်တော်ကတော့ဒီလိုမျိုးပေါ့နော်ကြောက်စိမ့်လိုမျိုးအဲ့လိုဟိုတန်မိုးရှိတဲ့ကြောက်တစ်ခုခုအလဲကားနေဖြတ်ထားတဲ့အဲ့လိုမျိုးဖြတ်ထားတဲ့အပားနဲ့တူတယ်ဗျပြီးတော့ဒီကောင်ကျတော့ finish မဟုတ်တော့ဘဲနဲ့အပြောင်းသားဖြစ်တဲ့အတွက်ဒါတော့ကျွန်တော် personal ရပို့ကြိုက်တဲ့အပားပေါ့နော်ဟိုအပြောင်းဆိုပေမဲ့အဖြစ်ဖြစ်တဲ့အတွက်လက်ရည်ပိုင်းအရင်မထင်ဗျပြတခုပြောပြကျင်တာရှိတယ်ဒါတော့ကျွန်တော်အတွင်းနဲ့ကျွန်တော်ပါအခုလက်တော်ထွက်ထားတဲ့ဒါဖေဖိုးရဲ့ဖုန်းအစ်စ်တွေထဲမှာ ဒီကောင်းရဲ့ကင်မရာ၄ယောက်ဒီဇိုင်းလေးကပို့ပြီးတော့လှသလားလို့ပေါ့နော်ဒါ wide series ဖြစ်နေအောင်မှာဒါပေမဲ့ wide series ဆိုရဲ့အတိုင်းပဲဒီကောင်းရဲ့ရှေ့ကဘောင်းနေချင်းတွေကတော့နည်းနည်းလေးပို့ပြီးတော့ထူမယ်ပေါ့ဗျာအခုပြောပြသွားတော့ကတော့ဒါဖုန်းရဲ့အပြင်ပိုင်းအမြင်တွေပြောပြတာပေါ့နော်ဒီကောင်းက wide series ဖြစ်တယ်ဆိုရင်တော့မှာသူ့ရဲ့အတွင်းပိုင်းကတော့လုံးဝအခြားဖုန်းတွေလည်းရှင်မျက်နှာမငယ်စေရအောင် Snapdragon 685ပါမယ်အ6500ကဘက်ထရီပါမယ်50 megapixel ကင်မရာပါမယ်ပြီးွားရင် Vivo ရဲ့ Y series ဖုန်းတွေလည်းပါပါနော်သူ့ရဲ့ဒီ Bluebolt technology ကိုသုံးမိထားတာဒီကောင်တစ်လုံးပဲပထမဆုံးရှိအောင်မယ်အဲ့တော့ဒီဖုန်းကဒါဘက်ထရီအများကြီးပါတယ်ဖုန်းကလည်းပါတယ်ဘက်ထရီခိုင်နေပေါ့ဗျာအော်ဒီဘက်က Espresso Brown လေးဆိုရင်ဒီကောင်ရဲ့အထူက8.09 mm ပဲရှိတယ်ဟောဒီဘက်က Cloud White ဆိုတဲ့အကြောင်းလေးကခြားတော့8.19 mm ဖြစ်သွားတဲ့အတွက်ဟောဒီဘက်ကထပ်ဆိုင်ရင်0.1 mm လောက်ပိုများွားတယ်ပေါ့ဗျာ ဒီကောင်းရင်ချခြင်းမိုင်းမာကကြတော့ဒါ44ဝက် flat ချက်နဲ့လာတယ်အဲ့တော့100%ဒီအသွင်ဖို့ဆိုရင်ဘောလုံးဘွဲတစ်ပွဲသာလာတော့အချိန်ယူရမှာဗျာ on paper မှာကကြတော့50%ကို50မိနစ်နဲ့100%ကို60မိနစ်ပဲဒါအလုံးစုံကြာလဲ5မိနစ်3မိနစ်ပိုကြာရင်ကြာမှာပေါ့ကင်မရာအနေနဲ့ကကြတော့ main camera ကို50 megapixel 2 megapixel dance sensor တစ်လုံးပါသေးတယ်ဒီကောင်းရဲ့ပုံထွက်တွေအနေနဲ့ကကြတော့နေကင်းဘက်မှာတော့ကောင်းကောင်းရိုက်လို့ရတယ်ဗျာဒါပေမဲ့ညဘက်ရောက်ရင်တော့နည်းနည်းလေးစိတ်ရှင်မယ်ဆိုရင်ပုံကောင်းလေးထွက်တယ် ဒီကောင်ရင်ရှိရဆက်ဖီကင်မရာကကျတော့အိမ်မကပါစပါတယ်ဗောဗျာပြီးွားရင်ဓာတ်ပုံတွေပါတယ်ပြင်ကျင်နေဆိုရင်လည်းဒါ AI erase တို့ AI photo enhance တို့အဲ့ဒါကြီးလည်းပါသေးတယ်ဒီ AI အကြောင်းကတော့ကျွန်တော်ဒါ full review ကြရင်တီးသန့်ဆမ်းမိမယ်ဒီဖုန်းကတော့ under display fingerprint အစားကျွန်တော်တို့ sign out တဲ့ fingerprint ပဲပါမယ်ဗောနော်ဒါပေမဲ့လည်းဒီ sign out တဲ့ physical fingerprint တွေကဒါအချို့သော under display fingerprint တွေတက်ဆိုင်အများကြီးပို့ပြီးတော့မြန်နေသေးတယ် ဒီဖုန်းမှာကအဓိကလိုအပ်တဲ့ battery တွေ SOC တွေအဲ့လိုနေရာတွေတော့လုံးဝမ short ထားတဲ့အတွက်ကျွန်တော်တို့ heavy user မဟုတ်ဘူး performance user မဟုတ်ဘူးဖုန်းကိုဖုန်းလိုပဲသုံးမယ်ဆိုရင်တော့ဒီ Wine Dine 9က Vivo ဖုန်းတွေကြားထဲမှာတော့ရွေးချယ်ချင်ကြကောင်းပါတယ်နောက်ထပ်ပြောပြခြင်းတဲ့အပိုင်းကကြတော့ဒီ Vivo Y29 မှာပါလာတဲ့ Full Round Protection ဆိုတဲ့အကြောင်းပေါ့နော်ဒီဖုန်းရဲ့ Shield Coverment Screen ကဒါအချို့သော flagship ဖုန်းတွေမှာတုံးထားပေးတဲ့ဒါမှန်နေတဲ့ grade တူတူပဲလို့ပြောခြင်းတယ် rate တူတူပဲဆိုတဲ့အပိုင်းကကျွန်တော်ဥပမာ Gorilla Glass Vector 2အဲ့လိုမျိုးအတိအကျသုံးမိထားတာမဟုတ်ပဲနဲ့အဲ့ကောင်နဲ့ level 2ပဲလို့ပြောချင်တာဗျာဒါပေမဲ့စိတ်မပူပါနဲ့ဒီကောင်မှာကဒါ SGF 5 star တွေပြီးရယ် military grade certification တွေဒါမျိုးတွေပါတဲ့အတွက်ဒါဆိုတော့အကျန်းခံတယ်လို့ armor ခံတယ်ပေါ့နော်ဆိုတော့တော်ရုံအပေါင်းဆင်းလက်ပါတော့ကိစ္စမရှိဘူးပြီးရယ် IP64 ပါတဲ့အတွက်ကျွန်တော် ရေးဆိုရေးစင်အတော်တင်းခံနိုင်မယ်ဒါ one hand touch feature ပါတဲ့အတွက်လည်းရေးဆိုနေတဲ့လက်တွေ CP နေတဲ့လက်တွေနဲ့ဖုန်းကိုသုံးမယ်ဆိုရင်လည်းအဆင်ပြေနေသေးတယ် display ကကြတော့ IPS LCD ဆိုပေမဲ့120 Hz ကပါနေသေးရဲ့ဗျာဒါ1000 Hz လည်းထည့်ပေးထားတယ် 720p ဖြစ်နေတာတော့နည်းနည်းသီးခံရမှာပေါ့เนาะဒါပေမဲ့လည်း entertainment အတွက်ဆိုရင်ကျွန်တော်တို့ဒါ follow ကို400%ထိမြင့်လို့ရတယ်ဗျာဆိုတော့ဒီနေရာမှာမဆိုးစလောက်လေးကြော်ညာဝင်ရမယ်ဆိုရင်တော့ဒီ Wine 29ရဲ့ USB ကကိုကျွန်တော်တို့ပေါ့เนาะဒါ400 follow ထိမြင့်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်အရင်သူ့ရဲ့ဒီ Wine model တက်ပေါ့เนาะဘေးစံကိုပို့ပြီးတော့ခံစားရတယ်အတန်ပို့ပြီးတော့ကြည်တယ်နည်းနည်းလေးပို့ပြီးတော့ကြက်လက်တဲ့အတန်ဖြတ်လာတယ်ဗောနော် Vivo ကကြတော့360 degree immersion audio လို့ကြွယ်ထားတယ်ဗောနော်ဘယ်လိုပဲဖြစ်ဖြစ်ပါတကယ်လက်တွေ့အတန်ကောင်းလာတယ်ဆိုရယ်ပိုင်းကတော့အမှန်ပဲဗျ full review ကြရင်တော့ကျွန်တော်ဒီဖုန်းရဲ့ battery အသေးစိတ်အကြောင်းတွေပြီးသွားရင်သူတက်တစ်စက်မြင့်တဲ့ series test ဆိုင် battery ပိုခံမလားမခံမလားအဲအဲ့လိုအပိုင်းတွေကိုကျွန်တော်ပို့ပြီးတော့စမ်းကြမယ်ဗျာနောက်တစ်ခုကကြတော့ကျွန်တော်ဒီ Vivo ဖုန်းတွေကိုအများတန်းပါเนาะဒါ HD 5 star military grade ဒါတွေပြုတ်ကြတယ်အကျန်းခံနိုင်တယ်ပြောပြီးတော့ကျွန်တော်တို့တစ်ခါမှလည်းမစမ်းပြဘူးလို့ပြောတဲ့ဒါ Vivo fan တွေအတွက်ကျွန်တော်တို့ full review ကြာရင် drop တက် lesson ပြမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော် amazon မှာ giveaway ပေးတာမတ်မီလာတော့မသိဘူးအဲ့ giveaway တွေကကျွန်တော် can do ရှင်နဲ့ဦးရဲ့ comment ကိုရွေးချယ်ထားတယ်သူတို့ရေးထားတဲ့ comment တွေက challenge ကိုပေါ့နော်ကျွန်တော် default နဲ့အဲစမ်းပြမှာပေါ့နော်အဲ့ဒါလေးလည်းလုပ်ပြမယ် ဆိုတော့ဒီနေ့အတွက် Y29 ရဲ့ first impression ကတော့ဒီလောက်ပါပဲကျွန်တော်တို့ full review ကြရင်ပြန်တွေ့ပါမယ်